မာဘုတ်ခွင့်ရထပ်ပေးလိုက်တာ ਨੇ အာဒီကရတာကျတော့ဘယ်လိုခေါ်မလဲအဲပစံနဲ့ရှိရတက်နိုင်တယ်ဘလူးငယ်တယောက်လည်းဖြစ်တော့သူကသူလှုပ်ချင်တာကိုသူလှုပ်လို့ရရဲဆိုတော့သူကောင်းတယ်မှာတိထားရကွာအဲ့မျိုးပေါ့နော်နည်းနည်းလေး risk ကပုံစံမျိုးတွေပေါ့အဲ့တော့မှသူကသူချစ်တဲ့ဒီကောင်မလေးတယောက်ဒီမင်းသမီးပေါ့သူတို့ဆိုလို့ရှိရင်တော့ဘာမှမစလို့ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နောက်ဆုံးမှာဆိုတာဒီအချစ်တော့ကိုဘယ်လောက်တောင်သူစွန့်စားမလဲဆိုတဲ့ဟာက သူဖြေရမယ့်အချိန်တခုရောက်လာပါတော့။အဲ့လိုအဲ့လိုကြရတယ်မျိုးတွေပေါ့။အစမှာကြောက်တော့တယ်နော်။ချစ်တော့ချစ်တယ်။ Yes ။ light ကြည့်ပြီးတယ်။နောက်ဆုံးကသူ့ရဲ့သူ့သူ့လိုနေထိုင်မျိုးလည်းတော့ shooting ဒီမှာအပုံ light တယ်ဆက်စပ်တယ်သူလည်းလုပ်ပြရပါတော့။အမ် light ထိုင်ဆောင်ပြီးတာအစပါတော့။အဖြစ်သွား။ကားတစ်ခုပြတာ။မဟုတ်ဘူးကိုမင်းခန့်။ तू ကမေအရန်ဝယ်ခြင်းနဲ့တချို့ရဲ့တချင်းရဲ့ဆရာကိုရမခါတဲ့။အဲ့ရန်နေပြီးတော့မှနောက်ဆုံးဒီ ကျွန်တော်ပြောနိုင်တာ spoiler ဖြစ်တာလားမသိဘူးဒါပေမဲ့နောက်ဆုံးမှာဆိုတော့ကွာသူကဒီသူ့ရဲ့ဒီအသက်ကိုတော့မှသူကဒီကောင်မလေးကိုသူကယဉ်ပင်ရဲတယ်ဆိုရဲအဲယဉ်ယဉ်ကောင်မလားစဉ်းစားတဲ့အချိန်ဒီမဟုတ်ကွာလောကသူ့အသက်ကိုယဉ်ရဲတယ်ဆိုရဲအစ်တီအဲ့လောက်ထိသူကချစ်တာပေါ့နော်ဒီမင်းကလေးကိုပေါ့ဟုတ်ချစ်လိုက်လားဆရာကြီးရဲ့မမြင်ဘူးတာကြာနေမင်းကတနေ့တနေ့ပူလာလာတာဝုန်းနေမတ်ရတော့အများကြီးပဲအများကြီးပဲဆိုတာကျမအများကြီးပဲပထမဆုံးနေလေကျွန်တော်တို့ ဟောနော်ဒီဟာဒီသူအဲကားကြီးပေါ့နော်ကားဒီဘိန်းဒီ monster truck လို့ဘုန်းနေမျိုးရောပါအကြီးမျိုးရေကျွန်တော်မောင်းမောင်းရတယ်ပြီးတော့ဒီအရန်ဟိုမှာလိမ်မာတဲ့ဒီခွေးလေးနဲ့ပေါ့နော်ဒီတယောက်ဆောင်ခွေးလေးနဲ့လည်းတယောက်ဆောင်ရတယ်ဒါကျွန်တော်တော့မဆုံးလိုက်ပါဘူးဒါပေမဲ့လည်းလိုက်ကြည့်ရတာပါတမန်တည်းသူသူရဲ့အဲ့လိုမျိုး interaction လေးတွေလိုက်ပြောကြည့်ရတာအမှတ်တရတစ်ခုရှိရဲ။နောက်ပြီးတော့ဟိုဟာအဲ့ဟိုဟာကျွန်တော်ဒီခုံမှာပေါ့နော်။ဒီဟာထားတာလေးတစ်ပြည့်အမှတ်တရလိုက်ပြောတော့ဒီခုံမှာကျွန်တော်ကအဲ့လို ကျတို့ခံရတာကျတို့ခံရတဲ့ဟာကိုအဲ့မှာအမကလည်းမဟုတ်မရှိရင်အနည်းဆုံး၆နိုင်လောက်ရှိရဲအဲ့ခေါင်မှာကျတို့ခံရပါတော့အဲ့လေးကတော့အမတ်တရပါနော်ပထမဆုံးအနေနဲ့ကျွန်တော် အဲဒါကတော့ဒီကောက်ကြည့်ရမယ်အဲ့လိုပြောတယ်ကျွန်တော်ကွယ်လဲဒီ psychology thriller ဟာမျိုး psycho thriller မျိုးအရင်သဘောကျရပါတော့အဲ့လိုဖြည်းဖြည်းချင်း ဘယ်လိုခေါ်မလဲကျွန်တော် slow burn နဲ့ပုံစံမျိုးတွေပါဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းမှာ character ပို့ပို့ပြီးမှပေါ်လာတယ်။ဘာဖြစ်လို့ဒီကိုဆိုင်ရဲ့ character ဘာလို့ဒီလိုတွေလောက်ရလဲဆိုတော့အကြောင်းရင်းနောက်ဆုံးချက်မှာပို့အကုန်လုံးပြုံပြီးတော့ twist တွေလည်းအများကြီးပေါ့နော်။ဆိုတော့အဲ့လိုမျိုးဇလန်းလေးကိုလောက်ထားတဲ့အတွက်ကြောင့်မလို့ဒါပြဿနာတွေလည်းကြိုက်မှုလို့ကျွန်တော်ထင်တယ်။အဆောင်ကျွန်တော်ပေးမယ်ဒီစီကိုရောင်းပေးလိုက်။လောကမှာငွေပေးတိုင်းမရတဲ့ຢာတွေအများကြီးရှိတယ်။အဲ့ဒီမှာဒီစီနဲ့ပါတချို့ကိစ္စရဲ့အမှုပညာသမားအချင်းချင်းပြောမှအဆင်ပြေတာငါပုံငါတချင်ငါဗီဒီယိုငါခွင့်ပြုချက်မရှိပဲ లై ဘောတင်တာငါလောကလမ်းမှာ ကျွန်တော်ကိုဆိုင်ရဲ့ character ကိုအရင်ကြိုက်တယ်။အဲသူကကြတော့ဘယ်လိုလဲဆိုတော့ come on ဟိုနိုင်ငံခြားကားတဲ့ကျွန်တော်ဒီ joker ပုံစံမျိုးဆိုလဲဟုတ်တယ်ဒီဟာအရင် psychotic ဖြစ်ပြီးတော့မှာသူကသူ့ကိုယ်သူ stable ဖြစ်တယ်ထင်တာဒါပေမဲ့ဖြစ်နေအဲ့ဒါသူ့ dangerous ဖြစ်စေအရာပါသူကသူ့ကိုယ်သူငြင်းနေထင်တာဒါပေမဲ့ငြင်းနေလားဆိုပြန်ပြောကြသူ့အလုပ်ရက်တည်းကအလွန်အလွန်ကျွေးဖြစ်နေတာဒါပေမဲ့သူကမားလို့မထင်ဘူးအဲ့ character ကကျွန်တော်အရင်သဘောကျတယ်ဆိုတော့ကိုဆိုင် character ကလောက်ခွင့်ရမယ်ဆိုရင်ကျွန်တော်လုတ်ချင်တယ် ်မသွားလိုက်တော့မယ်နှုတ်ဆက်တဲ့အချစ်ရဲ့ဒီချိန်တော့မယ်ဒါလေးကကျွန်တော်ပိုင်းနဲ့အရင်ဟိုကြိုက်တဲ့ဇလန်းလေးနဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ပြည်သက်တွေလည်းအရင်ကြိုက်မလို့ကျွန်တော်ညှော်လင့်နေပြီးတော့အားလုံးကလည်းတကယ်ကိုကြိုးစားထားကြတာပေါ့နော်အမ်ဆိုတော့သူလည်းလည်းဖြစ်တယ်အဲ့လိုဆိုရင်ခုံကြမယ်လို့ကျွန်တော်ထင်တယ် ကဲကျွန်တော်တို့စိတ်ကကြိုးဇလန်းကြီးကိုကြည့်ရှုနေဆိုလို့ရှိရင်တော့မေလ25ရက်နေ့ည9:00နာရီခွဲကိုဒီ Canon Plus ဇလန်း channel မှာပြသတော့မှာဖြစ်ပါတယ်။တကယ်လို့ပြန်လည်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ Canon Plus application မှာအချိန်မရွေးနေရာမရွေးအဲအပ်ပေးလို့ရတယ်ပေါ့နော်။ဟုတ်ပြီးတော့ကျွန်တော်တို့ဒါလူပညာရှင်တွေအကုန်လုံးပေါ့နော်။ဒါကိုဇိုင်းတော့ကျွန်တော်တို့မခင်ပေါ့အကုန်လုံးပူးပေါင်းပြီးတော့မှအထောက်ပြီးတော့ ပြုလုပ်ထားတဲ့စကားလေးတခါဖြစ်တဲ့အတွက်ကြောင့်မလို့တရားဝင်ရုပ်သံလိုင်းဖြစ်တဲ့ Canon Plus ကနေပဲပြည်သက်တွေကိုအားပေးဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ်။မမရှိရင်나유မမေမကြိုက်ကုချိလိုက်